Star Entertainment ရဲ့ကြည့်ရပေးတဲ့များအလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် Star Entertainment ရဲ့ Oriole Series ရဲ့အစီအစဉ်အနေနဲ့ပေးတဲ့များအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာပေးတဲ့များခင်ဗျာဒီလိုစနေတရုံးငွေနေများမှာကျွန်တော်ကစာရေးသူမဲလွန်ရဲ့ Psychopath ဝတ္ထုစာအုပ်ထဲကဝတ္ထုကောင်းလေးတွေကိုရွေးချယ်ပြီးတော့တက်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ပေးတဲ့များကတခြားနေရနဲ့မတူဘဲနဲ့ထူခြားတဲ့ရသတစ်ခုကိုဒီ weekend လေးမှာခန်းစားကြရမှာဖြစ်ပါတယ်ဒီကနေ့မှာလဲကျွန်တော်ကစာရေးသူမဲလွန်ရဲ့ စိုက်ကောဖက်ဆယ်စာအုပ်ထဲကဝတ္ထုတို့ကောင်းလေးတစ်ပုဒ်ဖြစ်တဲ့အမြင့်တေသစ်ပင်ဆိုဝတ္ထုလေးကိုတက်ဆက်ပေးကြပါရခင်ဗျာဒီဝတ္ထုလေးအကြောင်းပြောရရင်တော့ဒီဝတ္ထုလေးက rate ပေါ့နော် rate လို့ပြောရပေမဲ့လည်းဒီ rate ကတော့နည်းနည်းလေးထူးခြားတယ်ပေါ့နော်အဲလူတန်းကိုတော့ rate လို့လို့ရတယ်ပေါ့ဒါပေမဲ့ဒီထက် rate မျိုးတွေလည်းဟိုတကယ်အပြင်မှာရှိနေရပေါ့နော်ဒါလေးကိုကျွန်တော်ကဖတ်ပြတက်ဆက်ပေးသွားကြပါတယ်ပိတ်သက်တို့လည်းဒီ season လေးကိုအစကနေအဆုံးထိလိုက်ပါလို့နားဆင်ခါစားပေးကြပါကျွန်တော်ရဲ့အစီအစဉ်လေးမစတဲ့ခင်မှာ ျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးခဲ့ပါကျွန်တော်ရဲ့ video လေးကိုလည်း VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးပါလို့တောင်းဆိုချင်ပါတယ်ဗျဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုအခုပဲစတင်ချင်ပါတယ်ဝတ္ထုလေးရဲ့နာမည်ကအမြင့်တေတစ်ပင် တဲ့အရှင်က အင်္ဂဘဘကြီးကရောက်ကထက်တက်စီကားမောင်းနဲ့ကိုအောင်မြင့်ဝင်းကို အတော်ခင်နေဘဘကြီးကရုပ်ရှင်နေဘလုံးပွဲတွေကြိုက်တယ်လို့လက်ဖက်ဆိုင်ထိုင်ရတာကိုလည်းကြိုက်တယ်အိမ်မှာသူ့သားနဲ့ချွေးမရောကြံတဲ့လူတွေကပါ သူ့အလုံးနဲ့သူ ရှုံနေကြတာဆိုတော့သူနဲ့ဘသူကားမှစကားမပြောအောင်သူကလည်းစကားတစ်ခါပြောရင် ဆိုင်ဝန်တီးပြောတတ်တော့နားထောင်ရတာလဲအရှိကြီးဖြစ်တော့ဘသူကားမှအထင်မပေးနိုင်ဘူးလေ ပြီးတော့ဘဘကြီးကကိုအောင်မျိုးဝန်းကိုခင်တယ်ကိုအောင်မျိုးဝန်းကလည်းဘဘကြီးကိုအတော်ခင်တွေ့တာလက်ဖက်ဆန်ထန်တဲ့အတူတူဘဘကြီးဖရားတို့တာရင်နိုင်အစီဝေးတို့စေကန်းပြတာတို့သွားရင်လေကိုအောင်မျိုးဝန်းနဲ့ပဲအတူတူသွားတတ်တယ်အခါတလေဘီယာလေးပါလေအခွက်တဖလားလောက်တောက်ကြရင်လေအတူတူပဲပြီးတော့ကိုအောင်မျိုးဝန်းကလည်းဘဘကြီးကိုတာရင်သမီးရဲ့သူ့အိမ်နှင်းကအစာတိုင်ပင်လေးရှိတယ်ဘဘကြီးကကိုအောင်မျိုးဝန်းကို ခင်နာလည်းမပြောနဲ့သူတို့စကားပြောနေကြရင်ကိုအောင်မျိုးဝင်းကိုကားလာခေါ်လို့စကားစပြတ်သွားရင်ကိုကိုအောင်မျိုးဝင်းကပြန်ရောက်တာနဲ့ဘဘကြီးစီရောက်လာပြီးစကားစကိုပြန်ကောက်တော့တာပဲတအိမ်လုံးဘသူနဲ့မှစကားပြောမရရှာတဲ့ဘဘကြီးဟာသူ့စကားကို အရေးရလုံးမလို့ရှိတော့ဝမ်းသာရှာတယ်ကိုအောင်မျိုးဝင်းကသူ့ဝေးဖက်တဲ့စအုပ်ဆိုလဲတိတိကျကျဖက်ပြီးသူ့နားမလဲတာတွေကိုအဘဒီရကဘလို့လဲဘာလဲနဲ့ပြန်ပြီးဆွေးနွေးတတ်တယ်လေ သူ့သားတောင်ဘဝကြီးကိုကိုအောင်မြင့်ဝင်းလာမှအဖက်မလုံနိုင်တဲ့ဟာတအိမ်လုံးနဲ့ကိုအောင်မြင့်ဝင်းနဲ့သာဆိုဘယ်သွားသွားဆက်ချလက်ချရှိကြတယ်နှစ်ဘဝကြီးကရုပ်ရည်တအားတန်နေအသက်80ကျော်ပင်မဲ့ဖြက်ဖြက်လက်လက်ရှိတုံးတကောင်လုံးဖြူဖွင်းနေတဲ့စပင်တွေကိုသက်ရဖိထားတတ်ပြီးရှဲအင်ကြီးလက်ရှိကိုအရာနိုးလို့တွေနဲ့ရှေးတုန်းကရုံးအကြီးဟန်ပန်အတိုင်းလဲသက်သက်ရရနေတတ်တယ် အသားဖြူဖြူနဲ့ရွှေကန်းမြန်မြန်နဲ့နေဝီယာဂျိုင်းလေးတောင်းနဲ့လေးအတင်းတင်းနဲ့ဘဝကြီးစီကလူအောင်နှန်းဆိုတာကိုမရဘူးဘူးဘဝကြီးငင်းငင်းကတကယ်ချောလို့အမျိုးသမီးတွေတိတ်ကြည်တာလို့ဘဝကြီးသားကတော့အမြဲပြောတတ်တယ်ဟုတ်မှာပါပဲဘဝကြီးကိုနှစ်ချမ်းကျော်ကဆက်ချုပ်တဲ့အသက်50လောက်အန်တီကြီးဆိုဦးလေးဘောဆိုပြီးဟင်းနေလာလာပို့နေကြမျက်နှာချိုးတဲ့အပြင်စကားအရာလဲခင်မြွန်ပွန်လွန်ပြီး အင်္ဂလိပ်စာလဲတတ်တော့ ဘဘကြီးဟာရက်ွက်ထဲမှာသိပ်ပြီးမျက်နှာပွန့်နေဘဘကြီးဆို ဖိတ်ခြင်းခေါ်ခြင်းကြွေးခြင်းမွေးခြင်းကြတာကြီးပဲ3ဘဘကြီး ਨੇ သူ့တမမွေစစ်တော်မော်လမြန်ကိုဖျက်ဖိုးခြင်းကြတယ်ဆိုလို့သူ့ချင်းမကကိုအောင်မြင့်ဝင်ကနဲ့ပို့ပေးခိုင်းလိုက်တယ်။သုံးညအဲ့လေးရက်ခီကိုအသေးချာစီစဉ်ပေးလိုက်ပြီးမယ်။ဘဝကြီးတို့ကနှညပဲနေပြီးနောက်ရညနေမှာပြန်ရောက်လာကြတယ်။အဲ့ဒီကပြန်လာပြီးကြတဲ့ကဘဝကြီးက တိတိတတစကားနေပြီးအခန်းတွင်ပဲအောင်းနေတာများလာတယ်။ဖမင်းလည်းအရင်လိုဟဲ့ပပမစားဘူး။ဆက်လက်တဲကြီးဖိတောင်းနေလို့သူ့ချင်းမက အဖေနော်ဒီတစ်ခါလဲရင်စိတ်ရတက်ရတော့မလို့ဆူလို့တောင်းကတော့ကစားနည်းနည်းဖြစ်ကြသေးတယ်။ကိုအောင်မျိုးဝန်းကလည်းအဘကိုတွေ့ကျင်လို့ဆိုပြီးမကြခဏလာရှာတယ်။ဘကြီးကရေချိုးနေလို့အိတ်နေလို့တရားထိုင်နေလို့တွေပြောပြီးရှောင်နေတာပါပဲ။ ချွေးမာနေတာကအဖေဘာဖြစ်တာလဲဘယ်နေရာမှာနေမကောင်းမှုလဲလို့မဲပင်မဲ့လဲဘဘကြီးကမဖြေဘူးဘဘကြီးကိုကြည့်ရတာစိတ်ထောင်းကိုကြီးဖြစ်နေမှန်အယံတိတာပြီးဒီရက်အတွင်းအင်မတန်ကိုအိုစားကြလာတယ်လေအဖေကိုနာအေးပါအေးသွားနေလို့ရမယ်တနေ့ရရလောက်စီစဉ်ပေးပါဆိုလို့ဘဘကြီးရဲ့ချွေးမာကဘဘကြီးတို့ရွာကခွင်ကြတခုစီကို ပို့လိုက်တယ် ရွာနယ်မနေမဝေတော်အတွင်းဗန္နာကဖယားကြီးတဆူပေးမှာစစ်အတော်တပါတဲ့သတင်းတုံးတဲ့ကြောင်းဆိုတော့စွန်ကွန်းမပူရဘူးအဲ့ဒီရွာကိုသွားဖို့ကိုအောင်မျိုးဝင်းကားကိုဗဘကြီးချွေးမက ခေါ်ပေးမယ်လို့တော့အဖေကိုလမ်းစေးပဲပေးလိုက်ပါလို့ဗဘကြီးကပြောတယ်ဗဘကြီးချွေးမက လူပါဆိုတော့ဗဘကြီးကိုတခြားကငှားပေးလိုက်ပြီးစားစရာတောက်စရာတူစရာတန်းစရာတပုံတပင်နဲ့ရွာကိုပို့ပေးလိုက်တယ် ဘာကြီးကအိမ်ကထွက်တော့တာနဲ့ကိုအောင်မျိုးကိုခေါ်ပြီးအဖေနဲ့ဘာဖြစ်ကြရလဲလို့တဲ့တဲ့မေးတယ်။ဖရာဘုခင်းမှာကျွန်တော်ကိုဆက်ဆိုးသွားတာပါဆိုပေမဲ့ကိုအောင်မျိုးဝင်းရဲ့မျက်လုံးတွေက ကနာမငြိမ်ဘူး။ဘာကြီးရဲ့ချွေးမကအသေးစိတ်မမေ့ဘူး။ရေရမောမောနဲ့အဖေကအဲ့လိုပဲစိတ်ကောက်တက်တယ်။စိတ်ထဲမထားပါနဲ့။ပြန်လာရင်စိတ်ပြေသွားမှာပါလို့စိတ်သက်သာရအောင်ပြောပြီးပြန်လှုပ်လိုက်တယ်။ နဲ့နေခင်အရောက်မှာဘဝကြီးရဲ့ချွေးမဟာဘဝကြီး ਨੇ ဘလမြအတူသွားခဲ့တဲ့သူတွေစီကိုဖုံးဆက်မေးပေမဲ့ဘယ်သူကမှဘဝကြီး ਨੇ ကိုအမျိုးဝန်းအကြောင်းကိုမသိကြဘူးဘလမြမှာဖျားဖို့ပြီးတော့နေ့မနက်မှာတိုက်ခမီးဆက်ဆဲကိုသွားကြမယ်လို့စီစဉ်ထားပေမဲ့ဘဝကြီးကနေမကောင်းမှုဆိုပြီးအိတ်ခမ်းထဲကထွက်မလာလို့အရင်ညကသူနဲ့တခမ်းထဲကိုမျှတုံးနေကိုအမျိုးဝန်းတောင်ကျန်တဲ့သူတွေနဲ့လာပေါင်းမင်းအိတ်ခရာကြောင်နောက်တဲ့နေ့မနက်ကြတော့ ချက်ချင်းအင်ပြန်မဲဆိုလို ပြန်ဆင်းလာကြောင်းတွေကိုပဲပြောပြကြတယ်။ဘဘကြီးချွေးမဟာဘဘကြီးစီကိုဖုံးဆက်ပြီးမေးပြီးမယ်။ဘဘကြီးကလုံးဝမဖြေဘူး။သူ့တော့ကိုဘာမှမပြောပါနဲ့လို့သူ့ချွေးမကိုမှားတယ်။အဖေဖြစ်စေချင်တာကိုပြောပါ။သမီးအကောင်လောက်ပေမယ်။ဘာမဆိုဖြစ်စေရပါမယ်လို့ဘဘကြီးချွေးမကပြောတော့ဘဘကြီးကငိုတယ်ဒါပေမဲ့ဘာမှတော့မပြောဘူးငါ ဘဘကြီးဖုန်လင်းကြောက်ကနေရုတ်တရက်ပြောက်သွားတဲ့အကြောင်းယောဂဆရာတော်တကတယောက်ကဖုန်လန်းဆက်တာနဲ့ဘဘကြီးသားနဲ့ချွေးမဟာရွာကိုဒရောတော်ပါလိုက်သွားကြတယ်။ဘဘကြီးရဲ့ကောင်းအောင်ကနေရလာတဲ့စာရဆောင်ကိုဖတ်ပြီးတဲ့နောက်သားနဲ့ချွေးမဟာရန်ကုန်ကိုချက်ချင်းပြန်လာရဇခတ်မှာကိုအောင်မျိုးဝင်းကိုတိုင်ချောက်ဖို့မီဖမ်းလိုက်ကြတယ်။ဖမ်းရတဲ့အကြောင်းအရာကမယုံနိုင်စရာ အရန်ကိုကောင်းလွန်နေခဲ့တယ်။ ကွန်အားမြင့်ဝန်းဟာအော်လမြန်ခင်းမှာဝါဂျီကိုအေးဆေးခတ်ပြီးမှဗရင်းကျင်ခဲ့တယ်တဲ့6တရားရတဲ့တဲ့ရင်ကိုဘသူမှမယုံဘူးကွန်အားမြင့်ဝန်းမိသားစုကလည်းမယုံဘူးကွန်အားမြင့်ဝန်းကိုရဲရဲလာဖမ်းပြီးတော့ရက်ွက်ထဲမှာကွန်အားမြင့်ဝန်းဘက်ကအမျိုးတွေနဲ့ကဘာကြီးတို့မိသားစုဟာရရပြဒါရပြဖြစ်လို့နေပါနဲ့အခြေအနေတွေတင်းမကုန်ကြတယ်ဒါပေမဲ့ကဘာကြီးကမတော်မရဆုဆဲတယ်လို့လည်းဘသူကမှမပြောရဲကြဘူး ။ဘာဖြစ်လို့လဲဆိုတော့ဘဝကြီးဟာအဲ့ဒီညကသူ့ဝုတ်ခဲ့တဲ့ပစိုးကိုတနည်းတကြထုတ်ပိုးပြီးဒီချာချာတင်စီထားခဲ့တဲ့အတွက်တက်တဲ့အခိုင်မှာရှိနေခဲ့တယ်။အဲ့ဒီလိုအခြေအနေမှာပဲဘဝကြီးရဲ့ချွေးမစီကို ဖုံးဝင်လာတယ်။ကိုကိုကိုတက်တဲ့သွားတဲ့အဖိုကြီးရဲ့ကိုပေါ်မှာဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေလို့ဆက်သွယ်ပေးကြတာပါတဲ့။ဘဝကြီးဟာ ကွယ်လွန်သွားတဲ့သူစင်ကြီးကိုညှို့ထားတဲ့တုတ်တန်ကဇယက်မှာ သူ့ကိုယ်သူစေချိုးချပြီးတက်သေးသွားခဲ့တယ်။ဘဝကြီးရဲ့တားဟာစိတ်တွေမတင်းနိုင်လောက်အောင်ပြီးချပြီးထိုင်ငိုလိုမြင်သူတိုင်းကစုတ်တက်တက်တန်ပြီးတော့တိုးရီဆောင်တူလာလို့ဆေးရုံပါတင်လိုက်ရတယ်။ဘဝကြီးရဲ့ချွေးမကတော့တူတူညီညီနဲ့လောက်ဆရာရှိတဲ့အားလုံးကိုလှုပ်ပေးသွားတယ်။ဘဝကြီးဟာ သူ့စာထဲမှာဒီဘဝမှာတော့ဒီကိစ္စကြီးကိုဖုံးမပြောဘဲနဲ့မနေနိုင်သလိုဖုံးထုတ်ပြီးရင်လည်း လုံးမှအသက်ရှင်ပြီးမနေနိုင်တော့လို့ပါလို့သူ့သားကိုတောင်းမှန်သွားတယ်။ခုနှစ်နှုတ်နေတဲ့ပန်းမွန်လေးတွေမဟုတ်ပေမဲ့ခုမှပြောပြနိုင်ခဲ့လို့လူမသိသူမသိခုတ်ဖက်ချိုးဖက်ခံလိုက်ရတဲ့တစ်အိုပင်နေရောကျမတို့ပန်းဝန်းကျင်မှာဘလောက်တောင်မှရှိခဲ့ပူးကြလိမ့်မလဲ။ပိတ်တဲ့တို့ရေစာရည်သူမဲလွန်ရေ အမြင့်တည်တက်ပင်ဆွဲဝတ္ထုလေးကတော့ဒီနေရာမှာပဲအဆုံးသက်သွားခဲ့ပါပြီ။ပိတ်သက်တို့လည်းဒီဝတ္ထုလေးနားထောင်ပြီးတော့ခံစားမှုတစုံတရာရသွားလိမ့်မယ်လို့ထင်မိပါတယ်။နောက်များမှာလည်းယခုလိုရသံရွက်တဲ့စာအုပ်လေးတွေကိုကျွန်တော်ကတက်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော် channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။တကယ်တမ်းတော့ brain ဆိုတဲ့အတ္တမကြီးခြင်းကလူတိုင်းမှာဖြစ်နိုင်ပါရဲ့နော်။ယောက်ျားတော့မိမတော့မဟုတ်ပါဘူး။လူတိုင်းလူတိုင်းမှာတကယ်စောင့်မျှော်ကဖြစ်နိုင်ကြပါတယ်။ ။ဒါကြောင့်မလို့တရင်းနဲ့ဆင်ကျင်ပြီးတော့နေထိုင်ကြပါခင်ဗျာ။ဒီနေ့ရဲ့အစီအစဉ်ကိုတော့ဒီနေ့မှာပဲရန်နာကွန်ပြူပါအစကနေအဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြတယ်ပရိသတ်တကူတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ပရိသတ်များအလုံးမဲ့ခံစားမှုတစုံတရာရရှိပြီးတော့ပျော်ရွှင်လှပတဲ့ဘဝတွေကိုပိုင်ဆိုင်လို့ရရှိနိုင်ကြပါစေခင်ဗျာ